ဒီပပရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ကိုကန့်တက် MNDAA ခေါင်းဆောင် ဖုန်ကြားရှင်နဲ့တာဖြစ်သူဖုန်တာရှင်တို့ကိုမွေးရရာစာများအဖြစ်ပုံဖော်ရိုက်ကူးထားတဲ့ကျိုးဝါရဖြန့်ဇက်ကားကိုစစ်ကောင်စီကဂျွန်လ24 25နဲ့26ရက်ကထုတ်လွှင့်ပြသခဲ့ပါတယ်။ စစ်ကောင်စီကငင်းစားပင်စင်စားတွေကို UID card QR မပြရင်ပင်စင်ထုတ်မပေးရဆိုတဲ့အမိန့်ကိုဂျိုလာ23ရက်ကထုတ်လိုက်တာကြောင့်တက်ကြီးပင်စင်စားတချို့အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့မိသားစုတွေစီကသိရပါတယ်ဒီလိုအမိတ်ထုတ်လိုက်တာကြောင့်ပင်စင်စားအတကြီးရွယ်အိုတွေလေဖြတ်နေသူတွေကျမရေးချွတ်တက်နေသူတွေဒုက္ခရောက်ရပြီး UID စမတ်ကတ်ရဖို့သကောက်စင်းရှိရာလာဝကယုံကိုတွားရောက်ရတယ်လို့ပင်စင်စားတယောက်ရဲ့မိသားစုဝင်က DBB ကိုပြောပါရတယ်။ အစရော်လေးလေးနဲ့ချစ်သူဝေတို့ဥဆောင်တင်ဆက်တဲ့ Yawni Live in Florida ဂီတဖြောပြပွဲကနေတော်လန်ရဲ့ရမုံငွေ9000ကျော်ရရှိခဲ့ပြီးစင်းအသေးစိတ်ကိုမကြခင်မှာ ထုတ်ပြန်မယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။